အလုံးညီကိုရအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ ABNS မြန်မာကိုထူးကျော်ဖြစ်ပါတယ်။ဟောကျွန်တော်တို့ဒီကလပ်ဘေးနဲ့ပတ်သက်ပြီးတော့လုပ်ငန်းခွင်ထဲမှာခဏခဏကြုံတွေ့နေရတဲ့အရာလေးပေါ့နော်။ဝါရှော့ရီကလပ်ပြားတွေလဲပြလိုက်တယ်ကလပ်ပြီးရင်လဲတယ်အင်ဂျင်နီယာလဲတယ်စာတီးယာဖြင့်ကလပ်ကျိုးတွေလဲတယ်။ဒါနဲ့တပတ်ဆယ်ရနေရင်ကလပ်တွေပြင်းပြင်းချော်တဲ့ပြဿနာကိုဒါကျွန်တော်တို့အများဆုံးကြုံတွေ့နေရတယ်။အဓိကကတော့ကျွန်တော်တို့ကဒီလိုကလပ်ဘေးမျိုးစားတွေမှာကကျွန်တော်တို့က class တရားစီ original ပဲတုံးတော့ကလကျိုးတွေပဲလဲလဲအဓိကကအဲ့လိုပစ္စည်းအသစ်တက်စင်ခြင်းဆိုတာထက်စာရင်ဒီကလက်ဘိန်းတွေကို adjust လိုက်တဲ့နေရာမှာကလက်လက်ကင်ခိုင်းက adjust တွေနောက်တစ်ခုကဒီကျွန်တော်တို့ကလပ်မောင်းတန် adjust တွေနောက်တော့ကလပ်အုံထဲမှာပါဝင်တဲ့ adjust တွေ adjust ၃ခုကိုညီများစွာချိန်ညှိနိုင်မှသာကျွန်တော်ရေးရှိခံမှဖြစ်ပါတော့အဲ့တော့ဒါလေးကိုကျွန်တော်ပြန်လဲ share လေးလုပ်ပေးမယ် okay ။နော်ဒီမှာလွတ်လိုက်တော့ကျွန်တော်တို့ဒီမှာ engine wire တွေကလည်းဒါကလပ်ပြားတွေလောင်ထားတဲ့အနေထားမှာလည်းရှိသလိုနော် engine wire တွေကမကောင်းတော့ဘူးနော်။ engine wire လည်းမကောင်းတော့ဘူး၊ gate လည်းမမီတော့ဘူး။နောက်တစ်ခုက engine wire fitter တွေလည်းမကောင်းတော့ဘူးပေါ့နော်။အဓိကတော့ဈေးရမများပါဘူး။ဒီလို engine wire တွေ fitter တွေကတော့ဈေးမများသည့်အတွက်ကျွန်တော်တို့က engine wire တစ်ခါလဲတိုင်းတစ်ခါလဲတိုင်း fitter ကိုလဲပေးမယ်ဆိုရင် engine ရဲ့တက်တန်းကိုရေရှည်ခိုင်ခန့်စေမှာဖြစ်ပါတယ်။နော် engine wire fitter ကိုကျွန်တော်တို့အစ်စ်လဲလဲပေးရမယ်နော်။လုံးဝဆူရွားနေပြီ။ Okay. နော်ဒီပြဿနာလေးကဘာလဲဆိုတော့တခြားဆိုင်ကနေပြီးတော့ကလပ်ပြားတွေကလပ်ဖီးတွေလဲထားတယ်တဲ့အာ development fee ရသေးတယ်လို့လည်းပြောတယ်ဒါပေမဲ့ဆိုင်ငယ်ကဒီဟာ number 1ထိုးပြီးတော့ကလပ်ကိုအကုန်လွတ်ပြီးမဲ့လည်းလုံးဝရှေ့ကိုမရွေးဘူးအပြင်အနေတွေ့ရချက်ကို short ကြည့်တော့လေကလပ်ကိုနီးကြည့်တော့လေလုံးဝမထွက်ဘူးဆိုတော့ကျွန်တော်တို့စစ်ဆေးကြည့်မယ်ပေါ့နော်အဲဒီမှာဒီ WiFi လေးဒီ WiFi လေးအဓိကကြတယ်ဒီ WiFi လေးကောင်းနေမှသာကျွန်တော်တို့ကခုနကတည်းကဘောချင်းနေအပေါ်ချမ်းနေကိုအင်ဂျင်ဝင်ရောက်မှဖြစ်ပါတယ် ဒီဝိုင်းလေးအဓိကကြပါတယ်အဲ့တော့ကျွန်တော်တို့ကကလပ်ဘီဒီနဲ့စားနေရလားကလပ်ကြားနဲ့ခြုံနေရလားသိရအောင်ကလပ်အော်မှာရှိတဲ့နယ်လေးလုံး10နှစ်နိုင်လေးလုံးကိုအခုလိုမျိုးလှည့်ကြည့်မယ်ဆိုရင်အကယ်၍အင်ဂျင်မှာ light လဲနိုင်တယ်ခရိုင်းမှာ light လဲနိုင်တယ်ဆိုရင်တော့ဒါဟာကလပ်ဘီတွေကလပ်ပြားတွေပျက်စီးနေတာမျိုးမဟုတ်ပါဘူးအကယ်၍ကျွန်တော်တို့ကအဲ့လိုလှည့်လိုက်လို့အင်ဂျင်ခရိုင်း light မလဲနိုင်မဲနဲ့ကလပ်ဘီနဲ့ကလပ်ပြားပဲလဲနေခဲ့တယ်ဆိုရင်တော့ဒါဟာ ကလပ်ဘီတွေကျွန်တော်တို့ကလပ်ပြားတွေမကောင်းတာပေါ့နော်အခုလောလောဆယ်မှာတော့သူကအင်ဂျင်မှာလိုက်လေနိုင်နေဆိုတော့ကလပ်ဘီတွေကလပ်ပြားတွေကောင်းနေနိုင်ပါသေးတယ်အဲ့တော့တေးကြအောင်ကျွန်တော်တို့ဖြုတ်ကြည့်မယ်နော်ကျွန်တော်ကကလပ်ချော်လားမကလပ်ပြားကြောင်လားကလပ်ပြီးကြောင်လားသိရအောင်ခုနလိုနော်34လုံးကိုကျွန်တော်ကြက်တဲ့ဘက်ကိုလှည့်ကြည့်လိုက်မယ်ဆိုရင်ကလပ်အုံနဲ့အတူကလိုင်းမှာလိုက်လေသေးတယ်ဆိုရင်တော့ဒါကလပ်ပြီးလေရဖို့ရာခိုင်နှုန်းနည်းပါတယ် အကြွေးတာအဲ့လိုနေတဲ့အချိန်မှာကလပ်ဘီနဲ့ကလပ်ပြားပဲလည်နေခဲ့တယ်အင်ဂျင်ကရိုင်းလိုက်မလဲခဲ့ဘူးဆိုရင်တော့ဒါဟာကလပ်ပြားတွေကလပ်ဘီတွေစားနေတာကိုယူဆလို့ရပါလေအဲ့ကလပ်ဘီတွေလုံးဝကောင်းနေပါသေးတယ်ဒါဆိုရင်ဒီဇိုင်းကကျွန်တော်တို့ကဂီယာထိုးပြီးတော့ရှေ့ကိုမထွက်တဲ့ပြဿနာကပါလေကျွန်တော်တို့ချက်တော့ဆက်ပြီးတော့လေ့လာကြည့်မယ်နော်အဲကလပ်တံများတွေဂျာကန်တံများတွေကောင်းနေတယ်ကလပ်ပြားတွေလည်းကောင်းတော့ကောင်းနေတယ်ပေါ့နော်။အရင်ကြီးစိုးရတဲ့အချိန်တွေတော့မဟုတ်သေးဘူး။ ဒီကလပ်ပြီးအခြေအနေနဲ့ဒီကလပ်ပြားအခြေအနေရဆိုရင်ကျွန်တော်တို့ကဒါကလပ်ချုံရမယ့်အနေထားလည်းမဟုတ်တလို့အယုံအဆွဲကြရမယ့်အနေထားတော့မဟုတ်ဘူးအဓိကပြဿနာကဘာလဲဆိုတော့ဒီဒီ agents ကိုမှန်ကန်စွာမလိုက်လိုက်လို့ကျွန်တော်ကဒီဟိုကလပ်ပြားကိုခွာထားတယ်လို့ဖြစ်ပြီးတော့အင်ဂျင်ရဲ့စမ်းဆောင်ရည်အင်ဂျင်ရဲ့ရွေးရှားမှုကိုပျောက်ဆုံးစေတာဖြစ်ပါတယ် ီစံခံမှာဖြစ်ပေါ်နေတဲ့ပြဿနာကတော့ပြေးကြပါတယ်သူတို့ကကလပ်ပြားနဲ့ကလပ်ပြီးတွေအစ်စ်လဲပင်မဲ့လဲကလပ်အင်ဂျက်ကိုအမှန်ကန်ဆုံးမလိုက်နိုင်လို့ဒါကျွန်တော်တို့ကဒီရက်ပိုင်းမှာရှိသေးလို့ဒီကလပ်ပြီးတွေကောင်းနေသေးတာပေါ့နော်ကြာရှည်တာမောင်းသွားခဲ့မယ်ပါတလောက်နဲ့ရွေးတလောက်နဲ့မောင်းနေခဲ့မယ်ဆိုရင်ဒီကလပ်ပြားနဲ့ကလပ်ပြီးတွေပေါ့နော်သူတို့ရဲ့ပွင့်စားမှုပွတ်တိုက်မှုအကျဉ်းများလာတဲ့အများသားကျွန်တော်တို့အထိုင်နေစားသွားမှာဖြစ်ပါတယ် ခုလောဆယ်အပိုင်းစင်းရတာအရောက်မြန်လာတယ်ပေါ့နော်အရောက်မြန်လာတော့ကလပ်ပီးတွေလည်းကောင်းနေသေးတယ်ဒါပေမဲ့ကလပ်ပြားတော့အနည်းငယ်တော့ထိသွားပြီပြန်သုံးမယ်ဇီရိုနဲ့သုံးလို့ရသေးတာပေါ့ကျွန်တော်တို့ဒါကလပ်ဝင်ဘက်ကိုတေချာတန်ရှင်းလုပ်လိုက်ပြီးတန်ရှင်းလုပ်လိုက်လုံသွားပျောက်နော်ပျောက်တန်ရှင်းသွားပြီပေါ့နော်အဲတန်ရှင်းသွားပြီဆိုတော့ကျွန်တော်တို့သူ့ရဲ့ပါဝင်တဲ့အစိတ်ပိုင်းပစ္စည်းတွေကိုတန့်ဆင်သွားစေးကြောမယ်ဘာကြောင့်လဲကျွန်တော်အင်ဂျင်ဝိုင်းအစ်စ်လဲမှာဖြစ်ပြီးအတွက်အဲဒီအောင်ယူကျွန်တော်တို့ကတန့်ဆင်သွားစေးကြောဖို့လိုအပ်တယ် တကယ်ကြီးမစည်းလိုက်ဘူးဆိုရင်ငကိုအညစ်ကြေးနဲ့အင်ဂျင်ဝိုင်းတက်နဲ့ပေါင်းပြီးတော့အင်ဂျင်ဝိုင်းကအနော်အရောင်တွေမြဲသွားမယ်ညင်ညမ်းသွားမယ်ပေါ့နော်အဲတော့ကျွန်တော်တို့ကအင်ဂျင်ဝိုင်းလေးတန့်နေအောင်အစ်စ်ထဲမှာအင်ဂျင်ဝိုင်းလေးတန့်နေအောင်သူ့ရဲ့ညစ်ပိုက်ညစ်ပေတဲ့စိတ်ပိုင်းတွေကိုကျွန်တော်တို့ကတန့်စွာဆီကျောလိုက်မယ်ဒီကတော့ကျွန်တော်တို့ကဒီเนาะကျွန်တော်ခုနပြောခဲ့သလိုပါပဲကလပ်ဘိန်းနေမှာပဲဖြစ်ဖြစ်ပါရိုးရိုးကျွန်တော်တို့ဒီ ိုင်ကယ်တွေမှာပဲဖြစ်ဖြစ်ပေါ့နော်အဓိကကရုံဆွဲပိုင်းတွေ free ရတယ်မရဘူး free လွတ်တယ်မလွတ်ဘူးเนาะအထအကောင်းတယ်မကောင်းဘူးဆိုတာကဒီ original ပစ္စည်းကိုသုံးမှဘိုင်းညင်ဝင်ကိုသုံးမှဆိုတာထက်စာရင်ဝါရှော့ကနေပြီးတော့ကျွန်တော်တို့ပြုပြင်စီစီလိုက်တဲ့နေရာမှာကျွန်တော်တက်ဆင်လိုက်တဲ့နေရာမှာပေါ့နော်အဓိကကအချိန်စလေးတွေလိုအပ်ပါတယ်ဘလောက်ပဲပစ္စည်းမျိုးစားကောင်းတာကိုအသုံးပြုပြီးဖြစ်စီ ကျွန်တော် adjust လိုက်တာ glass adjust လိုက်တာတွေမမှန်ရင်ဒီ glass ပြားအထိုင်တွေ glass ပြားတွေကြားကန်တံများတွေကရေရှိခံမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တတ်ဆင်အောင်လေးဆေးကြိုးလိုက်မယ်နော်အဲဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကျွန်တော်တို့ YouTube ကနေကြည့်နေတာဆိုရင်လည်းကျွန်တော်ဗီဒီယိုလေးကို YouTube မှာ like and subscribe လေးလောက်ထားဖို့လည်းမမိပါနဲ့ဗီဒီယိုအစ်စ်တင်တိုင်းကျွန်တော်တို့ကြည့်ရဖို့အတွက်ကိုလည်းညာဘက်တော့မှာရှိနေတဲ့ notification ခေါင်းလောင်းလေးကိုနှိပ်ပြီးတော့ တို့နှိပ်ထားပြလို့ရပါတယ်တကယ်ရေး Facebook ကနေအပေးနေတာဆိုရင်လည်းကျွန်တော်တို့ like and share လေးလုပ်ပေးပါ follow ဖရမ်းဖြစ်တဲ့ညီကိုတွေကလည်း follow လေးနှိပ်ထားပေးကြပါနော်အဲ့တော့ဒီမှာဆိုတော့ဒီ eject လိုက်တဲ့နေရာမှာကျွန်တော်တို့ကနေရာ၃ခုရှိတာပေါ့နော်ကျွန်တော်တို့ဘာလို့ဆိုတော့ဒီလက်ကင်ခိုင်းဘယ်ဘက်လက်ကင်ခိုင်းမှာရှိတဲ့ကလက်ခိုင်းနှမ်းမှာလည်းသူက eject you know ဒီကလပ်အနီဝေးကို adjust လုပ်လို့ရတဲ့နေရာတစ်ခုပါဝင်တယ်ပြီးတော့ရင် engine ရဲ့အပေါ်မှာလည်းကလပ်ကျိုးထိုင်တဲ့နေရာမှာလည်းကလပ်ထိုးရန်မောင်းနေရာမှာလည်း adjust တစ်ခုပါမယ်ပြီးတော့ရင်ခုနကျွန်တော်ပြောပြခဲ့တယ်ကလပ်အုံမှာလည်းကျွန်တော်တစ်စင်နဲ့တိုင်နဲ့เนาะ screw driver နဲ့เนาะချိန်လို့ရတဲ့ကျွန်တော် adjust တစ်ခုပါမယ်အဲ့တော့အဲ့ adjust ၃ခုကိုကျွန်တော်ကကန့်ညီစွာမျှတစွာချိန်ပေးထားရပါတယ် ဒါမှသာကျွန်တော်တို့ဘာဖြစ်မှလဲဆိုရင်တော့တစ်ချိန်ချိန်မှာ customer တယောက်ကကျွန်တော်ကလပ်ကအရန်ဝေးတယ်ဆိုရင်လည်းကျွန်တော်တို့ကနှီးပေးလို့ရမယ်ဒါမှမဟုတ် customer ကကျွန်တော်ကလပ်ကအရန်နှီးနေတယ်ဆိုရင်လည်းဝေးပေးလို့ရမှာဖြစ်ပါတယ်ကြည့်ရင်တွူးလေးမှာရှိတဲ့ adjust တွေကိုအရစ်တွေကိုအကုန်ကြက်တာပဲဖြစ်ဖြစ်အကုန် short ထားတာပဲဖြစ်ဖြစ်အဲ့လိုအခါမျိုးမှာဆိုရင်ကလပ်ကိုအနှီးဝေးလို့ခင်တဲ့အခါမျိုးမှာကျွန်တော်တို့အထက်ခဲကြုံတွေ့သွားနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကကလပ်ခိုင်းလက်ခံကလပ်ခိုင်းမှာရှိတဲ့ adjust ကိုလည်းလက်ရစ်ကိုတဝက်ထားရမယ် ကျွန်တော်ကလပ်ဖိုးရမောင်းနားမှာရှင်းတဲ့အချက်ကိုလည်းတဝက်ထားပါသူတို့ရဲ့နှစ်ခုနဲ့ရစ်တွေကို adjust တွေကိုတဝက်ထားပြီးတဲ့အချိန်ရောက်မှသာကျွန်တော်တို့ကကလပ်အုံဘက်ကိုချိန်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတိုးရေချက်လိုက်ပြီးမှကလပ်အုံမှာရှိတဲ့ adjust ကိုလိုက်ပါဒါကြောင့်ကျွန်တော်တို့ကကလပ်အုံဘုံကိုကျွန်တော်နောက်မှဖုံးမှာဖြစ်ပါတယ်ကလပ်ပြားတော့၄ချက်ဆိုတော့ဒါတန်ပြား၃ပြားပဲပေါ့နော်အကြေးအစား 5V3 တွေတို့မော်ဒယ်မြင့်ဘိန်းတွေမှာဆိုတော့ဒါကလပ်ပြား၃ချက်တွေဖြစ်သွားတယ်ပေါ့နော် အဲ့တော့လက်ကန် adjust ကိုအရင်လိုက်မယ်ပြီးသွားရင် clock thrown amount adjust လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ကဒီ clock adjust ကိုညီညာစွာလိုက်လိုက်မယ်ဆိုရင်တစ်ချိန်ချိန်မှာ clock ကိုနှီးကျင်တာပဲဖြစ်ဖြစ်ဝေးကျင်တာပဲဖြစ်ဖြစ် clock on ဘုံလှက်เสียမလို့တော့ပါဘူးအခုကျွန်တော် clock on လှက်ရတယ်ဆိုတာကတော့ဒါဟာတို့တို့ကငကိုတော့ကဒီ clock on က adjust ကိုမလိုက်ဖဲနဲ့ဂျိုးရဲ့ချက်ပဲလိုက်လိုက်လို့ဒါကျွန်တော်တို့ကပြန်လှက်ရတာမျိုးဖြစ်ပါတယ် clock ပြားတွေနာသွားတာဖြစ်ပါအဲ့တော့ကျွန်တော်လည်း ကလပ်ပြားကိုအစ်စ်လဲပေးလိုက်မယ်နော်အဟောင်းတွေကိုမသုံးတော့ဘူးနော်နှစ်ပြားလောက်ကလောင်ထားလို့ကျွန်တော်အဟောင်းမသုံးတော့ဘူးအစ်စ်ပဲသုံးမယ်ကလပ်ပြားကတော့ဈေးတော်တာလေးကိုပဲကျွန်တော်သုံးလိုက်မယ်နော် original တွေကအရန်ဈေးများလို့နော်ဒါပြောမယ်ကျွန်တော်3000ခွဲတန်းလောက်ပဲကျွန်တော်သုံးလိုက်မယ်နော်တသိန်းခွဲတန်းလောက်ကိုကျွန်တော်မသုံးတော့ဘူး desk ကိုပဲမှောင်လိုက်မယ်ပြီးတော့ရင် wine filter လေးပါ engine wine filter လေးပါအပြင်လေးလေးပြင်မယ်ဗျာ ော်ဖီတာကတော်တော်လေးနဲ့စိုးနေပါပြီညွန်ဝန်လေးကလည်းအမြင့်ကြီးနဲ့များနေပါအဲ့တော့ဖီတာအစ်ကိုလည်းလည်းပေးမယ်အဲ့တော့ကျွန်တော်တို့စပြီးတော့တက်စင်ကြည့်ရအောင်နော်ဒီကတော့ကလပ်ပြားမှာနော်အာကျွန်တော်အတွန်းအပြင်နေအာတံပြားတွေကိုလည်းအခုံးအခွက်တွေဆိုတာထက်စာရင်ကျွန်တော်ဖြူခုနကပြောပြခဲ့တဲ့ကျိုးရင် just နဲ့ဒီ cloud ထဲမှာရှိတဲ့ adjust တွေကိုမှန်ကန်စွာလိုက်တဲ့ပုံကသာပို၍အဓိကကြပါတယ် ါကအများဆုံးကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာလေးပါနောက်တော့ချင်းဟိုအခြေခံသမားတွေအဖို့ကြတော့သူကကျိုးရေဂျက်စ်လောက်ကိုတော့သူတို့ကလိုက်တဲ့ပြင်မဲ့ဒီကလပ်ဟိုမှာပါတဲ့အဂျက်စ်ကိုလိုက်ဖို့သူတို့ဟိုမိနေခဲ့တယ်ပေါ့နော်အဲ့အချိန်မျိုးမှာဆိုရင်ကလပ်ပြားနဲ့ကလပ်ပြားထိုင်နေရခဏပဲပျက်စီးသွားတာမျိုးကြုံတွေ့ရပါတယ်ခဲ့တော့ကျွန်တော်ကလပ်ပြားကိုလည်းကောင်းတာလေးသုံးပေးမယ်အဲ original PC ကိုလည်းတုံးပေးမယ်။အင်ဂျင်မှာလည်းပုံမှန်လဲလဲစစ်စစ်ပေးမယ်ဆိုရင်ဒီကလပ်ပြားတွေဟာ နှစ်နှစ်လောက်ထိသုံးနှစ်လောက်ထိကိုပဲကျွန်တော်တို့ကခိုင်ခန့်ပေးရမှာဖြစ်ပါတယ်တခုတော့ရှိတာပေါ့เนาะချွန်းချက်အနေနဲ့အသုံးပြုတဲ့ user အနေနဲ့ကလပ်ကိုဂီယာချိန်းချောင်းလုပ်တဲ့အခါမျိုးမှာမှန်ကန်စွာအသုံးမပြုတတ်ရင်လည်းဒီကလပ်ပြားတွေကကလပ်ပြားအထိုင်တွေကဒါရေရှည်မခန့်တဲ့ပြဿနာမျိုးနဲ့ကျွန်တော်တို့ကတွန်းပြရမှာပေါ့เนาะ ီယိုလေးကိုလည်းအစားဆုံးကြည့်ပြီးဖို့ကျွန်တော်ဒါ channel မတွေအတွက်တောင်းဆိုရတယ်နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီကိုနေ့စဉ်နေ့မြန်ဖုံးဆက်ပြီးတော့ကျွန်တော်ဒီကိုမေးမေးလာတယ်ကျွန်တော်တို့ကလည်းကူညီပေးချင်ပါတယ်နော်။ဖြည့်ရှင်းပေးချင်ပါတယ်ဖြစ်နေတဲ့အခက်အခဲတွေကိုတိုးတော့လည်းကျွန်တော်အပြင်မှာလုပ်ငန်းခွင်တွေမှာကျွန်တော်တို့ကလည်းမိုးလင်းမိုးကျုပ်အလုပ်ရှုပ်နေတာဖြစ်ပြီးတဲ့အတွက်တခုတခါကျွန်တော်တို့ကအာဒီတယောက်ချင်းစီမဖြည့်ကြားနိုင်တာကိုလည်းကျွန်တော်ဒါကျွန်တော်ဘက်ကနေပြီးတော့ဒါတောင်းပန်တယ်ပေါ့နော်ကျွန်တော်အားနာတယ်ပေါ့ ဒါကြောင့်တစ်ခါလေးမှကျွန်တော်လုပ်ငန်းဝင်ထဲမှာအခွင့်အာဏာညတာလို့ကျွန်တော်ဗီဒီယိုလေးတွေရိုက်ပြီးတော့အခုလိုမျိုးပြန်လဲ share တင်လုပ်ပေးခြင်းဖြစ်ပါတယ်။ဟိုကျွန်တော်ကဒီဗီဒီယိုတွေပဲတိတိကျရိုက်ပြီးတော့ကျွန်တော်ကလုပ်နေတာတော့မဟုတ်ပါဘူး။ဒါအမှန်တကယ်ပဲလုပ်ငန်းဝင်ထဲမှာလုပ်နေရတဲ့အရာတွေပေါ့နော်။သို့တော့ပုံမှန်ဒီကလောင်ဝတလုံးကိုလုံးလိုက်မယ်ဆိုရင်အချိန်ကတိတ်မကြာမြင့်ပေမဲ့လည်းဗီဒီယိုရိုက်ဖို့တော့ပြင်ရတယ်နော်။ပြီးတော့ဗီဒီယိုရိုက်ရတယ်ကြည်လင်အောင်လည်းရိုက်ရတယ်ကောင်းအောင်လည်းရိုက်ရတယ်ပြီးသွားရင်ဒီကောင်တွေကို ကျွန်တော်ဗီဒီယို edit တွေလုပ်ရတယ်စာတမ်းတွေထိုးရတယ်ပြီးတော့ပြန်ပြင်ရတယ်ပေါ့နော်အချိန်တော့တော်တော်ပေးရတယ်ဒီလိုဗီဒီယိုတစ်ပုဒ်ဖြစ်ပေါ်လာဖို့တော့ကျွန်တော်ရိုက်တာကောအားလုံးပေါင်းဆိုနိုင်ပေါင်း၄နိုင်၅နိုင်လောက်ကြာပါတယ်သူ့အတွက်ဒီဗီဒီယိုတစ်ပုဒ်ဖြစ်ပေါ်လာဖို့တော့ကျွန်တော်ပေးရတဲ့အချိန်ဟာသို့တော်လည်းအခက်အခဲဖြစ်နေတဲ့ညီကိုတွေဒါအသုံးပြုလို့ရအောင်ဒါနော်တိုက်ဆိုင်မယ်ဆိုရင်နော်ကျွန်တော်တို့လေ့လာလို့ရအောင်အဲဒါညွှန်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကနော် အဲအရင်ဆုံးကျွန်တော်တို့ဒီမှာကလပ်ခိုင်းကျွန်တော်လက်ခံကလပ်ခိုင်းကဂျူးအေဂျက်ကသူကငကိုယ်တော့အရစ်ကိုအဆုံးကျက်ထားတယ်ပေါ့နော်အဆုံးလျှော့ထားတယ်အဲ့ဒါကိုကျွန်တော်ကဒီအေဂျက်ကိုနှက်ရစ်တဝက်ကိုထားမယ်နှက်ရစ်တဝက်ကိုထားလိုက်တဲ့အခါကျဘာဖြစ်လဲတော့တစ်ချိန်ချိန်မှာကစတမာကကလပ်ကိုနီးရင်လေဆိုရင်ကျွန်တော်တို့ကနှက်ရစ်ကိုဂျူးကိုလျှော့ပေးလိုက်မယ်အာကလကပြတာနဲ့ရန်ကြီးစောင့်ထွက်နေတယ်ဆိုရင်ဂျူးတင်ပေးလိုက်မယ်အဲဒီလိုမျိုးလေးပေါ့နောက်တစ်ခု အောက်မှာရှိနေတဲ့ကလပ်ထိုးထံမောင်း adjust နော်အဲ့ adjust ကိုလည်းကျွန်တော်တို့ကနိုင်ရစ်ကိုတဝက်ထားပေးမယ်အကယ်၍အပေါ်ကနေလိုက်လို့အဆင်မပြေဘူးဆိုရင်ဒီအောက်ကလပ်ထိုးထံမောင်းတာကနေကျွန်တော်တို့ adjust လိုက်မယ်လိုက်ရင်ဘယ်လိုလုပ်ရလဲဆိုတော့ခုန customer ရဲ့လိုကြပါတော့တချို့ကဏီတာကြိုက်တယ်တချို့ကဝေးတာကြိုက်တယ်အကယ်၍ကလပ်ကိုနည်းနည်းလေးလွတ်တာနဲ့စောင့်ထွက်ခြင်းနဲ့ဆိုရင်ကျိုးကိုလျှော့လိုက်ပါအကယ်၍အာစောင့်ထွက်တာယူမကြိုက်ဘူးတဝက်လောက်နေမှထွက်ခြင်းတာဆိုရင်တော့ကျိုးကိုအနေငယ်တင်းပေးလိုက်ပါ အဲ့လိုတင်းနိုင်မှုကလပ်ကိုနီးနိုင်မှုဝင်းနိုင်မှုဆိုတာဒီနေ့ရစ်ကိုတဝက်ထားခဲ့မှသာကျွန်တော်တို့ကအဆင်ပြေမှဖြစ်ပါတယ်။အဲ့ဒီအပေါ်အဂျက်စ်နဲ့အောက်အဂျက်မှန်ကန်စွာကျွန်တော်တို့ကလိုက်ပြီးမှသာကျွန်တော်တို့ကကလပ်ဘက်မှရှိနေတဲ့အဂျက်စ်လေးကိုလိုက်ရမှာဖြစ်ပါတယ်။အဲ့လိုကျိုးအဂျက်စ်ဒီကလပ်ဝင်ချက်တွေမှန်ကန်စွာလိုက်နိုင်မယ်ဆိုရင်တော့ဒါဟာဒီကလပ်ပြားဟာရေရှည်ခိုင်ခန့်သွားမှာဖြစ်ပါတယ်။ဒီကောင်ရောကျွန်တော်တို့ကလပ်ဝင်အဂျက်စ်ကိုလိုက်မယ်။ကလပ်ဝင်ချက်တွေကိုလိုက်တဲ့နေရာမှာကျွန်တော်တစ်စိခွာလေးနဲ့နှာခေါင်းကိုရှော့မယ်ပြီးတော့ရင်စက်ကူဒရိုင်ဘာလေးနဲ့ အဲကျွန်တော်တို့ကဒီရင်ဆုံးကျွန်တော်ကညာဘက်ကိုကြက်ကြည့်လိုက်မယ်အထဲထဲမှာရှိတဲ့ထိုးတန်ထိုးတန်နဲ့ဘောစည်းကိုဒီကျွန်တော်တို့ထည့်လိုက်တဲ့ adjust ကထောက်သွားမယ်ပေါ့နော်ထောက်သွားတဲ့အချိန်မှာနောက်ကိုနှစ်ပတ်လောက်ပြန်လှည့်လိုက်ပေါ့နော်တစ်ပတ်ခွဲနှစ်ပတ်နီးပါးလောက်ပြန်လှည့်လိုက်မယ်ဆိုရင်ဒါဟာကျွန်တော်တို့အဲ့ဒီမှာကလပ်အုံမှာရှိတဲ့ adjustment လေးကလက်နဲ့လှုပ်လိုက်ရင်ကျွန်တော်တို့အနည်းငယ်ကယ်ရီယာလေးရှိပြရပါမယ်လှုပ်ပေးနေရပါမယ် အကယ်၍ကျွန်တော်တို့ဒီကလောက်မှာရှိတဲ့ adjust ကတာလှုပ်လို့မရပဲလက်နဲ့ကင်ပြီးလှုပ်တဲ့ခါမှာလှုပ်လို့မရပဲထောင့်နေခဲ့တယ်ဆိုရင်ဒီဆိုင်ကြီးက engine rpm ကြီးတက်ပြီးတော့ဆိုင်ကြီးရဲ့မပြေးဘဲနဲ့ all can နေမှာဖြစ်ပါတယ်ကလပ်ပြီးတွေကလပ်ပြားထိုင်နေကလပ်ပြားတွေလွယ်ကူစွာဟောနော်ဉာဏ်ဆန်စွာပျက်စီးသွားမှာဖြစ်ပါတယ်ဒါကြောင့် clan one adjust လေးကိုချိန်ပြီးတဲ့ခါမှာအနေငယ်လေးလှုပ်ကြည့်ပါအနေငယ်လှုပ်နေရမယ်အဲ့တော့ကျွန်တော်တို့အဖုံးလေးပြန်အုပ်မယ်နော် နတ်တွေလည်းအဆုံလျောင်းကြက်ရမယ် ီကလပ်ဝင်လုံးပုံလုံးလေးတွေကတော့ကျွန်တော်တို့အာဆန်5 V2 တို့အာဆန်5 V3 တို့ဟောကျွန်တော်တို့ရမ်းမာကျွန်တော်တို့ AM slot တို့ရမ်းမာ FZ တို့တို့တွေကတော့ပုံစံအတူတူပါပဲเนาะ V3 ကတော့နိုင်ငံ꽌လည်းမှုရှိတာပေါ့เนาะအော်ခက်တာလေးကိုလည်းကျွန်တော်တို့အနည်းငယ်လေး engine 1လေးလောင်းလိုက်မယ်เนาะဒါမှလာစက်နိုးတဲ့အချိန်မှာကျွန်တော် engine 1ကကြိုပြီးသားဖြစ်နေမှာเนาะ ဖြစ်နိုင်မှာဆိုရင်တော့ကျွန်တော်တို့ဒီ workshop က maintenance တွေ့ပြင်ထိန်းသိမ်းတဲ့နေရာမှာဒီ user တွေအတွက်ကိုကျွန်တော် engine one အသုံးပြုပေးလိုက်တဲ့နေရာမှာတန်ကြီးကြီးရင်ကြီးသလိုဘိန်းကောင်းရင်ကောင်းသလိုအော် engine one အမျိုးသားကောင်းတာပေါ့နော်အမျိုးသားကောင်းတာဆိုတာကတော့အရင်ကြီးနဲ့မြန်မာနိုင်ငံမှာ user တွေကဟိုဈေးမလိုက်နိုင်ကြဘူးပေါ့နော်ဈေးမလိုက်နိုင်ကြဘူးဆိုတော့တို့အနေနဲ့အခုချိန်မှာ2000ကျွဲလောက်ဆိုရင်ကိုတော်တော်များနေပြီချင်တယ်နော် အဲ့တော့ကျွန်တော်တို့ကပုံမှန်ဈေးကွက်ထဲမှာရှိနေတဲ့1000ကျွဲ1300 1000ကျွဲအောက်ရောက်သွားရင်ကျွန်တော်တို့မသုံးသင့်ပါဘူးနော်2000 2000ကျွဲ3000လောက်လို့သုံးပေးသင့်ပါလေအဲ့ဈေးတန်းပေါ့နော်အဲ့ကျွန်တော်တို့တစ်ချက်လောက်လေးနော်စတော့ကနံပါတ်1ကီယာထိုးပြီးရင်တော့မှပဲကလက်လုံးဝလွတ်လဲလီဝါကျက်တလောက်ဆွဲမပြေးဘူးပေါ့နော်ဒီနံပါတ်1ကီယာလေးထိုးပြီးတော့ကျွန်တော်လီဝါလေးဆွဲကြည့်လိုက်ပဲနော်ဒါနေသားရှေ့ပရိလေးကိုဆွဲထားမယ်ဘာလို့ရှေ့ကနော်ကလက်လွတ်ပြီးတော့ရှေ့ပရိလေးကိုဆွဲထားမယ်နော်ပင်ရနော်တမန်လင်းနဲ့ပုတ်ဆွဲရပေါ့နော် ဆွဲမှာပေါ့အောက်ကစီစီလည်းရှိနေတာ哦နော်လကားစတာပါအဲ့တော့ကျွန်တော်တို့နေတော့လေးမောင်းဆန်းကြည့်အောင်နော်စတော့လုံးဝမဖြတ်ဘူးနော်အခုတော့ဒါတော်လေးကိုပုံနေပြီပေါ့ Okay နော်ဒါကအခုဆိုရင်တော့ကလပ်ကကျွန်တော်ပုံမှန် normal ချိန်ထားတာပေါ့နော်အဲတကယ်လေးများနီးကျင်နေဆိုရင်ကျွန်တော်ကလပ်ကျိုးကိုရှော့ရမှာနော်အဲဒီကလပ်ကဝေးကျင်နေဆိုရင်တော့ကျွန်တော်တို့ကကလပ်ကျိုးကိုတင်းရမှာဖြစ်ပါတယ် လက်ချိန်တာကဝေးတာကဝေးအောင်ထားရင်အထထိုင်းပြီမဲ့တိတ်ပြဒနာမရှိဘူးပေါ့နော်အရန်နီးလွန်းအောင်ချိန်ထားရင်ကလပ်ကိုဆွဲထားပြီမဲ့လေကလပ်ကမလွတ်တလို့ဖြစ်ပြီးတော့ဒါလီဗာဆွဲလိုက်တဲ့အခါမျိုးမှာဖရီးလိုက်တဲ့အခါမျိုးမှာဆိုရင်ကြာကလပ်တွေလောင်သွားနိုင်တယ်ပေါ့နော်ဟိုကလပ်ကမလွတ်တလို့ဖြစ်ပြီးတော့ကလပ်ပြားတွေထိလိုက်သွားနိုင်တယ်အထိုင်းတွေထိလိုက်သွားနိုင်တယ်ဒါကြောင့်မနီးမူလေးထားပြီးတာအပိုးကြီးကောင်းပါလေအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ bye bye ပါနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါဦးမယ်နော် okay bye bye